ကျွန်တော်အိမ်တွေတောက်ရည်သုံးရည်တွေကိုထမ်းပြုတ်ပြီးသွားလို့မောမောရှိတာနဲ့ပဲချက်နေကကွပစ်လေးမှာမေးပြီးတော့အမောဖြေနေရဗျာလူဝတာမေးနေရပါဗျာစိတ်ကတော့ဖွဲနေတဲ့မိုးဘွားမိုးပေါက်လေးတွေကိုကြည်ပြီးတော့အတွေးတွေကလွင့်နေတာဗျာတခါတလေကျတော့လည်းတောတောင်တွေဘက်ကိုရောက်သွားလိုက်တခါတလေကျတော့လည်းမြို့ရွာတွေဘက်ကိုရောက်သွားလိုက်တခါတလေကျတော့လည်းကိုကြုံခဲ့ရတဲ့အတွေ့အကြုံဖြစ်ရတဲ့ဘက်ကိုရောက်သွားလိုက်နေအတွေးတွေကတော့ဟိုရောက်ဒီရောက်ပါပဲဗျာလုံးစရာလုံးတရာလည်းထွေထွေတူးတူးမရှိတာမို့စိတ်ကူးတွေကိုလွင့်နေရလွင့်ပြီးတော့တွေးကျင်နေအောင်တွေးနေရပါဗျာပြိုးကိုတီကိုတီဟေး ကျွန်တော်နားထဲမှာမောင်ထိုးရဲ့ခေါ်တံကိုမုံဝဝကြားလိုက်လို့လန်ပြီးတော့ထူးလိုက်မိပါတယ်။ကိုနဲ့စိတ်နဲ့ကမကတ်တာမလို့အပြင်းလာတဲ့အာယုံတွေကိုရုတ်တရက်ဆိုတော့သတိမကတ်နိုင်ဘူးဗျာ။မသေးမကွဲကြီးကိုဖြစ်နေတာ။ကျွန်တော်လည်းပြက်နေတဲ့အတွေးတွေကိုစုပြီးတော့ထလို့မောင်ထွန်းစီကိုကြည့်လိုက်မိပါတယ်။ဒီကောင်ကလဲပေါ်မှာဗျာ။ သူ့ရဲ့ဘေးမှာထောင်ထောင်မောင်မောင်အတော်ကြီးတယောက်ရှေ့မှာလဲမောင်သမားတယောက်ဗျာကျွန်တော်ဒီလောက်အော်ခေါ်နေရတော့မကြောက်ဘူးလားဗျာဘာရင်များဒီလောက်တော့တွေးနေရတော့ဦးမြမောင်တွန်းကလဲပေါ်အစင်ကျွန်တော်ပြောလာပါတယ်သူ့ဘေးနားကနေလဲပေါ်အတော်ကြီးကလည်းဆင်းပြီးတော့လိုက်လာခဲ့ပါတယ်ကျွန်တော်လည်းသူတို့ကိုပြုံးပြလိုက်ပြီးတော့တန်ချိုးချီထားတဲ့ခြံတကားကိုဖွင့်မေးလိုက်ပါတယ်မောင်တွန်းဧည့်သည်ပါလာလားကွာဟုတ်တယ်ဗျာအဘစီသွားပြီးတော့ပစ္စည်းပြောင်းမေးကျင်လို့တဲ့ကျွန်တော်ကကိုတီးကိုအဘပစ္စည်းပြောင်းဟောနေတင်မေးထားတာကိုတတိယသွားလို့ဒီတော်လေးကိုအကျိုးချောင်းရှင်းပြပြီးတော့ပစ္စည်းပြောင်းမေးဖို့အတွက်ကိုတီးစီကိုခေါ်လာတာဗျဟုတ်ပါတယ်ကွာ ဒီကသားလေးကဒေါ်လေးကိုရှင်းပြထားပြီးပါပြီဒေါ်လေးကလည်းအသက်ငယ်ငယ်ကြီးကြီးပါ ညာကိုပဲအဓိကထားပါတယ်ကျေးဇူးပါဗျာကဲ့တော်လေးအိမ်မော်လိုက်ခဲ့လေဗျာဖះအကန့်မှာကျွန်တော်ဟောပေးမယ်ကျွန်တော်တို့လည်းအိမ်မော်ကိုတက်ခဲ့ကြပါတယ်ဖះအကန့်ကိုရောက်တော့ကျွန်တော်ကခေါင်းရင်းဘက်ကနေပြီးတော့ဧည့်သည်တော်လေးကိုစပြီးတော့မေးပါတယ်တော်လေးပစ္စည်းကဘယ်လောက်လောက်ပြောက်သွားလဲဗျာနည်းနည်းနော်နော်မှမဟုတ်တာသားရဲ့တော်လေးဘက်ကရတဲ့တော်လေးအဖိုးရဲ့ရွှေတဲ့ငွေတဲ့ပစ္စည်းအမွေတွေရောတော်လေးယောက်ျားဘက်ကရတဲ့သူ့ဖေရဲ့ပစ္စည်းအမွေတွေနဲ့ရောတော်လေးတို့လင်မယားအနစ်နဲ့လာလာစုဆောင်းထားရတဲ့စပားရောင်းရငွေတွေရောအကုန်လုံးကိုပြောက်သွားတာကွယ်တော်လေးတို့ကတန်တစ်တာလေးတစ်လုံးနဲ့မှပစ္စည်းတွေကိုတည်တည်ချာချာသိမ်းစီ းထားတာပါကွယ်ဟုတ်ပြီဒေါ်လေးဒေါ်လေးတို့ပစ္စည်းပျောက်တဲ့နေ့ကိုကျွန်တော်တစ်ချက်လောက်ပြောပြပေးပါဗျာမနေ့ညမှာပျောက်တာကွယ်10နာရီလောက်ကပဲ ဒါဆိုလို့ရှိရင်တော့ဒီနေ့ကလာဇန်း3ရက်လာဇန်း2ရက်နဲ့ပေါင်းတော့9ဂုံတော်က9သူတို့ကိုစားလိုက်လို့ရှိရင်အကျွန်းက9ကျွန်တော်လည်းသူတို့ပြောတာနဲ့တွက်ချက်ကြည့်လိုက်တော့အကျွန်းက9ရတယ်ဗျာအကျွန်းက1 3ခွန်ဖြစ်လို့ရှိရင်3ရက်တွင်ပျောက်သွားတဲ့ဖြစ်စီပြန်ရပါတယ်အကျွန်းကတော့4 6 8ဖြစ်လို့ရှိရင်တော့9ရက်တွင်မှပြန်ရပါတယ်တကယ်လို့အကျွန်းက1 3 9 5ဖြစ်ခဲ့လို့ရှိရင်တော့ပျောက်သွားတဲ့ဖြစ်စီတွေကနေချင်းချက်ချင်းကိုပြန်ရပါတယ်အကျွန်းက9ဖြစ်ခဲ့ရင်တော့9ဖြစ်စီတွေကဘယ်တော့မှပြန်မရတော့ပါဘူးအခုဒီရတော်ကြီးကိုကျွန်တော်တွက်ပေးတာအကျွန်းက ငားရတယ်ဆိုတော့သူပျောက်သွားတဲ့ပစ္စည်းတွေကဒီနေ့ချက်ချင်းပြန်ရမှာပဲဗျာကဲတော်လေးဝမ်းနာသာပေတော့ဗျာတော်လေးပျောက်သွားတဲ့ပစ္စည်းတွေကဒီနေ့နေမကူးပဲကိုပြန်ရလိမ့်မယ်ဗျာအကုန်ဟုတ်မဟုတ်တော့ကျွန်တော်လည်းအတက်တော်မပြောတတ်ဘူးဗျာဒါပေမဲ့တေချာဘောက်ကတော့ပြန်ရကိုရမှာဗျာဝမ်းနာလိုက်တာသားလေးရယ်တော်လေးဘလို့ပြောရမှန်းတော့မသိတော့ပါဘူးကွယ်ပစ္စည်းတွေကအကုန်ပြန်မရရင်နေပါစေကွယ်အဲ့ဒီတည်းကတချို့တဝက်ကိုတော့တော်လေးပြန်ရခြင်းမိတာတော့အမှန်ပါပဲဘာလို့လဲဆိုတော့အဲ့ဒီတည်းမှာတော်လေးယောက်ျားနဲ့တော်လေးရဲ့ကြိုးစားပန်းစားရှာထားတဲ့ချွေးနှဲစာလေးတွေပါသွားလို့ပါကွယ်အဲ့ဒီချိန်မှာပဲကျွန်တော်တို့ခြံ န်ရှိကနေနွားငေါက်တန်တွေနဲ့ခလောက်တန်တွေကိုကြားလိုက်ရပါတယ်။ပြိုးအကြီးကြီး ခြံရှိရာဒီခေါ်တံကိုကြာတော့ဒေါ်လေးကြည်လို့ခေါ်တဲ့ဧည့်သည်ဒေါ်လေးကဗရင်းမောက်ကနေထွက်ကြည့်ရောဗျကျွန်တော်လည်းထားကြည့်လိုက်မိပါတယ်ဟင်တောင်းနန်တို့ပါလားခြံရှိမှာတော့ဒေါ်လေးကြည်ရဲ့လဲပါဝင်အလုံးမလဲသုံးစီးဆိုင်ထားတယ်ဗျလဲပေါ်ကလူကတော့15ယောက်လောက်ရှိမယ်တောင်းဝန်ဆိုတဲ့လူကတော့အရှိမလဲမောင်းလာတာဗျဟုတ်တယ်ကြီးရေအကြီးရဲ့ပစ္စည်းတွေကိုခိုးသွားတဲ့တရားခံကိုမိပြီဗျတရင်ကောင်းကတော့ငွေသားတွေကလွဲပြီးတော့ကျန်တဲ့ပစ္စည်းတွေအကုန်ပြန်ရတယ်ဗျအခုတကိုးဥက္ကဋ္ဌရဲ့အိမ်မှာထိမ့်သိမ်းထားတယ်အဲ့ဒါဥက္ကဋ္ဌပစ္စည်းပိုင်ရှင်ဖြစ်တဲ့အကြီးကိုခေါ်ပေးပါဆိုလို့ကျွန်တော်အကြီးကိုလာခေါ်တာဗျဘိုးလူ ပေါ်ရောမြို့လူလူပြီးတော့အကြောင်းကြားခိုင်းထားပြီဗျာ။အော်အေးအေးအကြီးခုလိုက်ခဲ့မယ်ကွနော်။ဒီကသားလေးတွေကိုလည်းဒေါ်လေးကအရင်ကျေးဇူးတင်ပါတယ်ကွနော်။နောက်ကြုံလို့ရှိရင်ကျေးဇူးဆက်ပါမယ်ကွ။အခုတော့ဒေါ်လေးအရေးကြီးနေလို့ဒေါ်လေးကိုခွင့်ပြုပါအောင်နော်။ဟုတ်ကဲ့ရပါတယ်ဒေါ်လေးရဲ့။အပူလုံးကျသွားတဲ့မျက်နှာနဲ့ဒေါ်လေးကြီးကအိမ်ပေါ်ကနေအပြေးတစ်ပိုင်းဆင်းသွားလေရောဗျာ။ပြီးတော့ခလောက်တန်စူးစူးညံ့ညံ့နဲ့ခြံရှိကနေတရွရွထွက်သွားကြပါတယ်။ဘေးရင်ဟောတာလွတ်မှန်တာပဲကူဒီယား။ ျွန်တော်လက်ပါမြောက်တယ်ဗျာတော်စမ်းပါကွာမင်းဗီရင်ကဟောရတာတော်တော်လေးကိုခက်လွန်းလာတယ်ဆိုတော့ကျွန်တော်ပြောတော့မောင်ထုံးကပြုံးစီစီနဲ့ရေနေပါရောဟေးတာတီးရေတာတီးတာတီးရှိလားဟေးချန်ပီယံကနေကျွန်တော်နာမည်ကိုခေါ်တန်ကြတာနဲ့ကျွန်တော်လည်းထားကြည့်လိုက်မိပါတယ်ဟာကိုကြီးမောင်မောင်ပါလားဗျာကိုမောင်မောင်ကပြောပြောဆိုဆိုနဲ့လဲဘော်ကဆင်းပြီးတော့ချန်နဲကိုဝင်လာခဲ့ပါတယ်ကိုကြီးမောင်မောင်ကဆက်ကြီးရွာဗျာအသက်က40လောက်ရှိပြီလူပြိုကြီးညီတယောက်တော့ရှိရယ်ကိုတင်အောင်နဲ့ညီကိုနှစ်ယောက်ကမိုးဆိုးမမိခင်ကိုရိုးရိုးသားသားကျွတ်ကျွတ်ဆဆနဲ့လှုပ်ကျွေးပြုစုနေကြတာဗျာကိုမောင်မောင်ကတခါတလေတော့ ည်းတတ်တော့ဆဆတော့ရှိတဲ့တလို့တခါလေကြတော့လဲတာဖန်၅ဖန်နာတွေလုတ်တက်တယ်ဗျာသူညီကိုတင်အောင်နဲ့လုံးလုံးတော့ကွာပါဗျာတာဒီရေပြီးလို့ရှိရင်ခြံထဲဆင်းခဲ့အောင်ကွာငါမင်းကိုပြောစရာလေးရှိလို့ကွာဟုတ်ဟုတ်ကိုကြီးမောင်ရေကျွန်တော်လာခဲ့မယ်နော်ကျွန်တော်ကလည်းကိုကြီးမောင်မောင်တို့လက်ဖက်ကလေးတုပ်လိုက်ပြီးတော့စလိတ်ခွက်လေးယူလိုက်ပါတယ်ပြီးတော့မောင်ထုံးနဲ့ကွပြစ်မှာထိုင်နေတဲ့ကိုကြီးမောင်စီကိုတွားလိုက်ပါတယ်ဟာမောင်ထုံးမှရောက်နေရလားကွာဟုတ်တယ်ကိုကြီးမောင်မောင်ဟေးဒီကဘေးရင်ဆရာကြီးစီကိုဖောက်တယ်လေလာဖို့ပေးရလေဗျာဟေးဟုတ်လားတာဒီရမင်းကဘေးရင်ဆရာကြီးတွေပါဖြစ်နေပြီဗောဟာမဟုတ်ရပါဘူးကိုကြီးမောင်မောင်ရ ကျွန်တော်ကအဘာပေးတဲ့ပညာတည်တည်လေးနဲ့ကြုံတဲ့သူကိုကူညီပေးရုံမှာဒီကောင်မောင်ထုံးကပောက်ကရရေလျှောက်ပြောနေတာဘာလို့ပောက်ကရပြောရမှာလဲဗျခုနလေးတွေမှာပစ္စည်းပြောက်တဲ့သူတွေကိုဟောပေးလိုက်တာမှာတက်ကနေတက်ကနေရေလွတ်မှန်နေရောကိုကြီးမမော်ကြီးဟာအေးပါကွာအယူစိတ်ချမ်းသာရင်လည်းကဘာကြီးတဝက်အေးတာပါပဲရော့ကိုကြီးမမော်ကြီးလက်ဖက်တုပ်လေးစားအောင်ဗျကိုကြီးကြိုက်တဲ့စေးပြင်းလိုက်လေးလည်းအမောပြေရှိုက်လောင်ကိုမမော်ကကျွန်တော်ချပေးလိုက်တဲ့စစ်လိတ်ခွက်တွေကစေးပြင်းလိုက်တစ်လိတ်ကို နိုင်ထုတ်လိုက်ပြီးတော့မီးကျစ်နဲ့ညှိလိုက်ပါတယ်ပြီးတော့ပရည်တွေခြိုင်သွားတဲ့ဒီစေးပြင်းလိတ်ကိုအားရပါရရှိုက်လိုက်ပါတယ်ဟာကွာ ဆေးပြင်းလေးလေးခဲလေးရမှာပဲအမောပြေသွားပဲကွာဒါနဲ့ကိုမမခုနကိုကြီးပြောလိုက်တာကျွန်တော်ပြောစရာရှိလို့ဆိုလားဟာလားအေးကွာတာတီးယာငါမင်းကိုပြောစရာရှိလို့ကွာအခုမောင်ထုံးမှာရောက်နေတော့ပို့ပြီးတော့ကောင်းသွားတာပေါ့ကွာမင်းတို့ကလည်းပရလောကဘက်နဲ့ထူးထူးဆန်းဆန်းကိစ္စတွေမှာအတွေ့အကြုံရှိကြတယ်မဟုတ်လားအဲ့ဒါငါခုကြုံနေရတဲ့ဖြစ်ရပ်တွေကိုမင်းတို့ပြောပြချင်လို့ကွာပြီးတော့ဘာလို့ဒီလိုဖြစ်နေရလဲဆိုတာမင်းတို့စိုးပြကြည့်ပေါ့ကွာဟုတ်ကဲ့ကိုကြီးမမဒီလိုကွာတနေ့ကငါငါးမျိုးတွေကိုရေးစိမ်ပြီးတော့ချောင်းမှာမြုံသွားထောင်တော့ကမြုံထောင်တာ၄-၅ခုလောက်ရောက်မှာငါနှာခေါင်းထဲကအပုံ းနဲ့စိုးစိုးကြီးတွေမခံမရနိုင်အောင်ထောင်းကနေဆိုပြီးတိုးဝင်လာတာတာတီးယာငါလည်းမြုံထောင်းတာရက်လိုက်ပြီးတော့ပပတ်လေဝေ့ကြည့်လိုက်တယ်ကွာအစကတော့မတွေ့ရဘူးကွာနောက်မှတွေ့ရတာငါနဲ့ပေ20လောက်ချားတဲ့ချောင်းရည်ပြင်မှာပုတ်ပွနေတဲ့လူသေးလောင်းနှစ်ကောင်တယောက်စီမတက်ရက်ပြီးတော့စီးထားတဲ့တရဲနှစ်ကောင်နဲ့ဒီတရဲနှစ်ကောင်ရဲ့အလဲမှာတပေလောက်မြင့်တဲ့ဒိုက်ဖုတ်ကြီးကိုမတက်ရက်စီးထားတဲ့ဘလူးပုံစံအကောင်ကြီးတစ်ကောင်ဟေးတရဲနှစ်ကောင်ကမျက်နှာချွတ်ချွတ်မျက်လုံးပြူးပြူးနေကွာဘလူးပုံစံကောင်ကြီးကတော့ခုနှစ်ပေလောက်မြင့်ပြီးတော့ထွားထွားကြမ်းကြမ်းကြီးရဲ့ကြွက်သားတွေဆိုရလဲထစ်ထစ်မောမောကြီးတွေကွာဟမ်ကိုကြီးမောမောကသူ တို့မကြောက်ဘူးလားဗျမင်းလည်းသိတာပဲတာတီးကငါတောင်းတောင်းဆိုကြောက်တတ်တဲ့သူမှမဟုတ်တာကွာအေးဒါမဲ့အဲ့ဒီဘလူးလိုပုံကောင်းယူတော့ငါတော်တော်လန့်သွားတာကွာ तू ကငါ့ကိုမျက်နှာထားကြမ်းကြမ်းကြီးနဲ့တော်တော်ကြောင်စိုက်ကြည့်နေတာကြီးမကြင်မနှက်ဖြစ်နေတဲ့ပုံစံကြီးနဲ့ကွာနောက်တော့သူတို့လည်းငါ့ကိုတစ်ချက်ဆွေကြည့်လိုက်ပြီးတော့ရေစည်းတန်းတရွေ့ရေမျောပြီးတော့ပျောက်သွားကြရဲကွာဟာတယ်လဲထူးဆန်းမှလားကိုမောင်မောင်ရာဟာဒါကမထူးဆန်းသေးဘူးမောင်ထွန်းရာညငါကြုံလေးရတဲ့အဖြစ်ကမှဒီတက်ပို့ပြီးတော့ထူးဆန်းတာကွာဗျာဘလို့ပါလိုက်ကိုကြီးမောင်ရေအေးခုနကငါချောင်းမှတွေ့ခဲ့တယ်ဆိုတော့ ဲဘလူးဘုံကောင်းကြီးနဲ့တရဲနှစ်ကောင်းဟာညာငါတို့ခြံရှိမှာတချင်းလာဆိုတာကွာဘလူးဘလူးတချင်းလာဆိုရဟုတ်လားဟုတ်တယ်ကွာတချင်းလာဆိုကြ တယောတက်လက်နဲ့ကွာအဲ့တယောကလည်းဘလူးပုံကောင်ကကင်တာဆိုရာကလည်းသူ့ပဲဆိုတာကွာကျန်တဲ့တရဲနှစ်ကောင်ကတော့သူ့တယောထိုးပြီးတော့တချင်းဆိုတဲ့အခါကျလို့ရှင်လက်သီးနှစ်ခုကိုမြောက်ပြီးတော့ထိတ်ချင်းတိုက်နေတာကွာပြောရမယ်ဆိုလို့ရှင်ဘေးနားလျက်နဲ့လက်ကုတ်လက်ဝါလိုက်ဒီပေးနေတဲ့အတိတ်ပဲမျိုးပေါ့ကွာအာသဘောပေါက်ပြီဗျကုမမောင်ကစစ်ပင်းလေးကိုတစ်ချက်ရှိုက်လိုက်ပါတယ်ဒီဘလူးပုံကောင်ကြီးကရုပ်ရည်အနေထားသာကျန်းတဲ့နာတာတီတို့ကအတန်တော့ချိုအေးပြီးတော့လွတ်ကြည့်လင်းနေရပဲသူဆိုတဲ့တချင်းကိုငါမသိဘူးဆိုပေမဲ့လေသူ့ရဲ့ဆွဲဆောင်မှုကောင်းတဲ့အတန်လေးကြောင့်ငါဆိုတာမှင်သက်ပြီးတော့တချင်းတန်ကြားထဲမှာအာရ ုံနစ်ဝင်သွားတာကွာဘလောက်တော့အာယုံနစ်ဝင်သွားတယ်လဲဆိုရင်သူတချင်းတန်လဲအရင်ငါလဲသတိပြန်ဝင်လာတော့သူတို့နဲ့ငါခြံစည်းရိုးလေးပဲချတော့တာကွာနီနီကက်ကက်လေးဖြစ်နေရပေါ့ကွာအဲ့ဒီမှာပဲတချင်းဆိုနေတဲ့ဘလူးပုံကောင်ကငါလဲပြီးတော့လက်ညှစ်ဖို့ကြိုးစားတာဟေးဗျာကျွန်တော်တို့လည်းအန်ဩပြီးတော့တော်တော်လေးကိုစိတ်ဝင်စားသွားကြရပါတယ်ဟုတ်တယ်တာတီတို့ကငါလဲရုတ်တရက်ဆိုတော့ဘာလို့လို့ဘာကန်ရမှမသိဘူးပေါ့ကွာအေးအဲ့ဒီအချိန်မှာပဲငါလဲပြီးမှဆွဲထားတဲ့အဆောင်လေးစီကနေပြီးတော့အစိမ့်ကြီးအောင်အလင်းနဲ့နေတဖွားဖွားထွက်လာတာကွာငါလဲပြီးတော့ညှစ်ဖို့လုပ်နေတဲ့ဘလူးပုံနဲ့ကောင်လဲဒီအလင်းနဲ့ကိုမြင်တော့မှသူ့လက်ကို ပြန်ရုပ်လိုက်ပြီးတော့အနောက်ကိုဆုတ်သွားတာကွာနောက်တော့သူတို့ကငါ့ကိုမျက်နှာသေးလေးနဲ့တီတီလေးကြည့်ပြီးတော့လက်ခနဲ့ပဲပြေးပြီးတော့ပျောက်သွားတာဟေ ဒါနဲ့ကိုကြီးမောင်မောင်အခုကိုကြီးဆွဲထားတဲ့အဆောင်ကဘသူလှုပ်ဝေးထားလဲဗျကျွန်တော်ကကိုမောင်မောင်လယ်ဘေးမှာဆွဲထားတဲ့အင်းချက်လေးဆွဲချိုးအဆောင်လေးကိုကြည့်ပြီးမေးလိုက်ပါတယ်ဒါကငါ့ဘေးရဲ့ဆရာကြီးတူကငါငငယ်လေးတွေကလှုပ်ဝေးထားတာတာတီးယာငါ့ဘေးကလည်းအရင်ကအထက်လန်းဆရာတယောက်လေဟောပြောရအောင်မယ်ဒီမနေ့ငါလဲထုံနေတော့ကလည်းအဲ့ဒီဘလူးပုံကောင်ကြီးနဲ့တဲ့ရဲနှကောင်ကိုရိုးဘေးနားကကိုကိုဘင်းကြီးပေါ်မှာမတ်တက်ရက်ပြီးတော့ငါ့ကိုကြည့်နေကြတော့ငါတွေ့ရသေးရဲ့ကွာဟမ် ကိုမမောင်ဘက်ကိုရောက်လာသေးလားဗျာမလာဘူးမောင်ထွန်းရဲ့မလာဘူးကွာအရင်ကုတ်ကုတ်ပင်မှာပဲရက်နေကြတာကွာငါပြန်တဲ့အချိန်ထိပဲကျွန်တော်လည်းကောင်းရှုပ်သွားခဲ့ပါတယ်ဒီကိစ္စကတံမှန်ဖြိုးဖြစ်စဉ်တက်ကိုပို့ဂယုဆိုင်ရမယ့်ကိစ္စပဲဗျာကိုမမောင်ရဲ့အသက်အန္တရာယ်တော့ရံပြုတ်နိုင်နေဆိုတော့ပော့လို့တော့မဖြစ်ဘူးဗျာဟေးအခုကိုကူညီကြပါအောင်ကွာအခုဘာလုပ်တင်လဲအခုတော့ဘာမှလုပ်ဖို့မလိုသေးဘူးဗျာဒါနဲ့သူတို့တချင်းဆိုတာကိုကိုမမောင်ဘယ်ချိန်လောက်ကစတွေ့တာတော့မြာငါဗရင်းမောင်နားမှာထိုင်ပြီးတော့စစ်လိုက်ဖွာနေရကွာအင်းခံမှန်းကြီးတော့၈နှစ်လောက်ကဖြစ်မယ်မောင်ထွန်းဟုတ်ပြီကိုမောင်အခု၄နှစ်ရှိနေ ီကျွန်တော်တို့ကိုမမောင်နဲ့တခါလိုက်ခဲ့လိုက်မယ်အခြေအနေကိုလိုက်ပြီးတော့အကဲခတ်ရတာပေါ့ဗျာတကယ်လို့မှကျွန်တော်တို့နဲ့အဆင်မပြေခဲ့လို့ရှိရင်အဘကိုအကျိုးကြောင်းပြောပြပြီးတော့တိုင်ပင်ရလိမ့်မယ်ဗျာအေးပါကွာမင်းတို့ကောင်းလို့သာစီစဉ်မောင်ထွက်ရမင်းတို့လိုအပ်တဲ့အရာတွေကိုလည်းငါ့ကိုပြောငါကုန်စီစဉ်ပေးမယ်ဟုတ်ပြီလားဟုတ်ကဲ့ပါဗျာလိုလို့ရှိရင်ကျွန်တော်ပြောပါမယ်ဗျာကေကူတီ ဒီမှာလှုပ်ရှားလှုပ်ရှားရှိသေးလားဗျ။အာမရှိတော့ဘူးမောင်ထွန်းရ။ဒီနေ့တောင်းရမယ့်အတိုးဘိုးတွေကလည်းငါ့မေသွားတောင်းမှာကွာ။ကဲအဲ့ဆိုရင်ကျွန်တော်သွားကြမယ်လေ။ကျွန်တော်လည်းအမေကိုအကျိုးကြောင့်ရှင်းပြပြီးတော့ကိုမမောင်နှုတ်နဲ့တူလိုက်ခဲ့လိုက်မယ်။ပြောစားပြောရတာဗျ။ကျွန်တော်စိတ်ထဲမှာတော့ကိုကြီးမမောင်ပြောတဲ့ဘလူးပုံကောင်းယူတော့အကြောက်သားရဲ့။ဒါပေမဲ့လည်းကိုကြီးမမောင်ကိစ္စအရေးကြီးနေတော့ကျွန်တော်လည်းရဲစေးတင်ပြီးတော့ကူညီပေးရတော့မှာပေါ့ဗျာ။ညနေ9နာရီကြော်ကြော်လောက်ကြတော့ကျွန်တော်တို့တွေဆက်ကြီးရွာကိုရောက်လာတယ်ဗျာ။ကိုကြီးမမောင်တို့အိမ်ကိုရောက်လို့ကိုကြီးမမောင်ရဲ့အမေကြီးလေးတန်းရွက်နဲ့စုံတဲ့ခါကျတော့ကြီးလေးကအဖွားနဲ့အမေရဲ့အကြောင်းကျမ်းမာရေးစီးပွားရေးအကြောင်း ကျွန်တော်တို့မောင်နှမတွေရဲ့အကြောင်းဖော်ဖော်ရွေရွေနဲ့ကြားရည်တုံပြောနေတာဗျာကြီးလေးတန်းရွယ်နဲ့အမေတို့ကညီမအရင်ချာရီလိုလက်ရည်တပြင်းကြီးကြီးလာခဲ့ကြတော့ကျွန်တော်တို့တွေ့တဲ့အခါဟန်ဆောင်မှုမရှိဘဲနဲ့ပုံမလင်လင်မေးတာမျက်နာပေါ့ဗျာကြီးလေးနဲ့စကားပြောပြီးတဲ့အခါကြီးလေးရဲ့ကျွန်တော်တို့စားဖို့အတွက်လက်ဖက်ချင်းဆက်တုပ်ကစလို့တရေစာမျိုးစုံလာချပေးသွားတယ်ဗျာကျွန်တော်တို့လည်းလက်ဖက်ကလေးဝါလိုက်ထညာခဲလေးကြိုက်လိုက်နဲ့ကိုကြီးမောင်မောင်တို့ညီကိုတွေနဲ့စကားဝိုင်းဖွဲ့နေကြပါဗျာ နွားရိုင်းသွေးချိန်လောက်ကျတော့ကျွန်တော်တို့စကားဝမ်းကိုဖျက်လိုက်တယ်ဗျပြီးတော့ကိုကြီးမောင်မောင်ဂျုံခဲ့ရတဲ့ဖြစ်ရတွေကိုအကဲခတ်နိုင်မှုတွေအိမ်ရှိပရင်းမောင်နာမှာကိုစီနေရယူလိုက်ကြတယ်ဗျကိုကြီးမောင်မောင်ကဘလူးပုံနဲ့ကောင်မနေ့ကတွေ့ခဲ့တယ်ဆိုရင်မယ်ဒီနေ့တွေ့ချိန်မှာတွေ့ရလိမ့်မယ်တကယ်လို့မှသူတို့လာခဲ့မယ်ဆိုရင်လည်းမနေ့ကတွေ့ခဲ့တဲ့အချိန်တိုင်းတွေ့ရဖို့ဆိုတာမသေးကြတော့ဗျအဲဒါကြောင့်မလို့ကျွန်တော်တို့ကအခုလိုအပုတ်ချိန်လောက်ကစပြီးတော့အကဲခတ်ကြမလို့ဗျအောက်တော့မစင်းသေးပါဘူးအကြောင်းထူးမှစင်းပါပါကျွန်တော်တို့လည်းအာယုံဒီဇိုင်းနဲ့စောင့်ကြည့်အကဲခတ်လိုက်ကြတာည၈နာရီတောင်တင်းတင်းထိုးပြီဗျအပြင်မှာတော့မိုးဆက်မိုးပေါက်လေးတွေကလွဲပြီးတော့ဗာရိတ်ရ ောင်မှာတော့မတွေ့ရသေးဘူးကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်နေကြပါတယ်9နာရီလောက်တောင်ထိုးသွားခဲ့ပါပြီကိုကြီးတင်အောင်နဲ့ကြီးလေးတန်းရွယ်တို့တောင်အဲ့ရဝင်သွားခဲ့ကြပြီဗျကျွန်တော်တို့တွေလည်းအိတ်ချင်လာလို့တဝါဝါတောင်တန်းစားပြုလာခဲ့ပါပြီကိုကြီးမမကတော့စစ်ပင်းလက်ကြီးကိုမီးတောင်ခဲလို့တဲကြီးမဲကြီးဖွာနေတယ်ဗျအဲ့ဒီအချိန်မှာမူမပြတ်ပဲအာယုံတစိုက်ရှိနေတာဆိုလို့မောင်ထွန်းတယောက်ပဲရှိတာဗျမောင်ထွန်းရဒီတရဝါတွေကလာရောလာကြပါမလားကွာကျွန်တော်လည်းလက်ဝါးအုပ်တန်းရင်နဲ့မောင်ထွန်းကိုမေးလိုက်ပါတယ်စောင့်လိုက်ပါအောင်ကိုတီးရစောင့်လိုက်တာမမပါဘူးကျွန်တော်တို့ဆက်ဆောင်ကြမယ်လေကျွန်တော်ကတော့အိတ်ချင်လာပြီဆိုရင်ထညက်လေးကောက်ဝါလိုက်ရင်နွေးလေးငုံလိုက်အပ ပြင်ကိုလမ်းကြည့်လိုက်နဲ့လုံနေရတာဗျ။ဟာကိုကြီးမောင်နဲ့ကိုဒါတီဟိုမှာဟိုမှာသူတို့လာနေပြီဗျ။ဟေးဘာမှလဲမောင်ထွန်းอ่ะကျွန်တော်တို့လည်းထပြီးတော့ဗရင်မကိုကြော်လို့ခေါင်းနေထွက်ကြည့်လိုက်ကြပါရယ်။ဟိုမှာဟိုမှာတွေ့လာဗျ။ဟိုမှာသူတို့တွေဒီလိုလာနေကြတာဗျ။ဟာဟုတ်တယ်ဗျ။ဖွေးနေတဲ့လမ်းမကြီးကိုဖြတ်ပြီးတော့ကိုကြီးမောင်မောင်တို့အိမ်မက်ကိုလစ်ခနဲလစ်ခနဲအမြန်ပြေးလာကြတဲ့နာနာဘာဝသုံးကောင်ဗျ။ ိုကြီးမောင်ပြောတဲ့ဘလူးပုံကောင်ကြီးကမပြေးဘူးဗျလေပေါ်မှာလွင့်လာတာမျက်လုံးမျိုးနဲ့တရဲနဲ့ကောင်ကတော့ဘလူးပုံကောင်ရဲ့ဘယ်ညာနဲ့အချိန်နဲ့ကိုပြေးနေကြတာဗျဟောသူတို့ကကိုကြီးမောင်ရဲ့ခြံရှိရောက်တော့ပြေးတယ်အောင်ရက်လိုက်ကြတယ်ဗျပြီးတော့ဘလူးပုံနဲ့ကောင်ကြီးကကျွန်တော်တို့သူ့ကိုကြည့်နေတာတော့အေးမလို့ပဲနဲ့ပခုံးမှာတိုင်းလွယ်ထားတဲ့တရော့တက်လက်ကိုကင်လိုက်တယ်ဗျမျက်နှာချွန်းချွန်းနဲ့တရဲနဲ့ကောင်ကတော့မြောက်တွေရက်တယ်လို့မျိုးကုန်းကုန်းကွားကွားနဲ့ရက်နေကြပြီးတော့လက်သီးဆုံးနှစ်ခုကိုတင်းထားတယ်ဗျ ကျွန်တော်တို့လည်းရင်တပူပုံနဲ့သူတို့ဘာလုပ်ကြမလဲဆိုတော့စောင့်ကြည့်နေရတာပေါ့ဗျာဘလူးပုံနဲ့ကောင်ကြီးကတရောဘိုးတံကိုဖွားဖွားကင်လိုက်ပြီးတော့မေးကြိတ်ကိုမေးနဲ့ပခုံးညမှာညှက်လိုက်တယ်ဗျာပြီးတော့လက်ကွက်စိတ်စိတ်လေးထိုးပြီးတော့ကြည်လင်ချိုရေးတဲ့အတန်းနဲ့ကျွန်တော်တို့ငငယ်ကအဖိုးဆူပြခဲ့လို့နားရီဝနေတဲ့ရေရမုံတချင်းကိုဆဆူလိုက်တာဗျာအဲ့ဒီဘလူးကတချင်းဆဆူလိုက်တဲ့အခါမှာမျက်နှာချွန်တဲ့တဲရဲနဲ့ကောင်ကလက်သီးနှစ်ခုကိုမြောက်လိုက်ပြီးတော့ထိတ်ချင်းရိုက်နေကြတာဗျာကျွန်တော်တို့ကိုကြီးမမောင်ကကြည်လိုက်တယ်သူကချိုအေးပြီးတော့ညှို့ရက်ပါတယ်တချင်းတန်ကြားထဲမှာမိန်မောနေတာဗျာကျွန်တော်လဲသူတို့ရဲ့မာယာတချင်းတန်ကိုအာယုံနစ်မထား ားဖို့ကိုကြီးမော်မော်ပခုံးကင်ပြီးတော့တတိပေးလေးရတယ်။မောက်ထုံးကတော့သူ့ရှုံးဝိတ်ထေကကမုန်းနဲ့မော်တို့ကိုထုတ်ပြီးတော့လက်ကဆုပ်ထားလိုက်တာဗျ။ပက်ပြိုးပိုက်ကဆုံးသွားပြီ ဘလူးဘုံနဲ့ကောင်းရင်တီးခတ်တဲ့တေယောသံနွဲ့နွဲ့နန်းနောင်ကိုဆက်ပြီးတော့ကြားနေရတယ်ဗျာတော်တော်လေးကြာတော့သူကတဖန်ပြန်ပြီးတော့စတယ်ဗျာတိတ်မကြပါဘူးဗျာဘလူးဘုံနဲ့ကောင်းရင်ကတရှင်းဆိုတော့ရက်လိုက်တယ်ပြီးတော့ကျွန်တော်တို့ကိုစူးစူးဆိုက်ဆိုက်နဲ့ကြည့်ပြီးတော့တေယောကိုတိုင်းလွယ်လိုက်တယ်ဗျာကုတီသူတို့သွားတော့မှာဗျာကျွန်တော်တို့သူတို့နောက်ကိုလိုက်ရအောင်ဗျာကိုကြီးမမော်တော့နေခဲ့ဗျာအန်နီရရှိတယ်ကျွန်တော်တို့ညီလေးခြံအောက်ကိုပြေးဆင်းလိုက်ကြပါရတယ်အဲ့ဒီချိန်မှာပဲသူတို့ကကျွန်တော်တို့ကိုတွေ့ပြီးတော့လင်းလင်းမြန်မြန်နဲ့ပြေးတာဗျာကျွန်တော်တို့လည်းရှိသမျှအားကုန်တုံးပြီးတော့သူတို့နောက်ကိုပြေးလိုက်တာဗျာအဲ့ဒီချိန်မှာပဲဘလူးဘုံနဲ့ကောင်းကြီးကနောက်လဲကြည့်ပြီးတော့ကျွန်တော်တို့ကိုမန်ဖီနေရောစိမ့်ဖ မတ်မျက်လုံးကြီးနဲ့မိုးမောက်နဲ့ကြောက်စရာရင်ဟိုကြီးအကြောင် ရင်ထဲမှာတော့ဒုက္ခနဲ့ဖြစ်သွားတယ်ဗျဘယ်ရမလဲကျွန်တော်တို့လည်းမိအောင်ပြေးလိုက်တာဗျဒါပေမဲ့သူတို့ကတရိပ်ရိပ်နဲ့ပြေးတာအယမ်းမြန်တော့ကျွန်တော်တို့အားကုန်ပြေးတာတော့သူတို့မုံဝါးဝါးပဲတွေ့ရတော့တာဗျကျွန်တော်တို့လည်းအားမလျှော့ပဲနဲ့ဆက်ပြေးကြတယ်ပြင်းပြင်းနဲ့ရွာဝင်နှကွန်းကြော်လာပြီးတော့အရှိမှာတော့ညောင်မိုးစိပင်ကြီးတပင်ကိုထီထီတွေ့နေရတယ်ဗျကျွန်တော်တို့ပြေးတာရက်လိုက်ကြပါတယ်လူတွေကလည်းမောဟိုက်လာလို့ဟောဟဲဟောဟဲဖြစ်နေပါပြီအခုမှပဲဖွဲနေတဲ့မိုးပွားလေးကိုတရီထားမိတော့တယ်ကုတီဟိုမှာသူတို့ဗျာဟာဟုတ်တယ်ဟာကျွန်တော်တို့နဲ့ခက်ဆန်းဆန်းညောင်မိုးစိပင်ကြီးရဲ့ဘဘက်နားမှာဘလူးဘုံကောင်ကြီးနဲ့တရဲနှကောင်များ မောင်ထုံးကသူ့ရဲ့အနာကိုမော်တို့ကိုကြစ်ကြစ်ပအောင်ဆိုပြီးတော့တလန်းချင်းတလန်းချင်းကိုတိုးသွားတာဗျ။အဲဒီချိန်မှာပဲမောင်ထုံးကသူ့ကင်ထားတဲ့ဂမုံနဲ့မော်တို့ကိုတစ်ချက်ကြည့်လိုက်ပါတယ်။ပြီးတော့ဘလူးဘုံနဲ့ကောင်ဘက်ကိုဆက်သွားတာဗျ။အဲဒီဘလူးရဲ့နားလေးရောက်ရောအဲဒီကောင်ကြီးကနောက်ဆုတ်ရင်းနဲ့អော်တာဗျ။အတန်အောင်မှစူးရှနေတာပဲ။သူတို့ကမောင်ထုံးရဲ့မော်တို့ကိုကြောက်ရလို့ထင်တယ်ဗျ။အဲဒီဘလူးကြီးကနောက်ဆုတ်သွားတယ်။ မောင်တော်ကလည်းရှီကိုတူတူပြီးတော့သွားတာဗျအဲဒီချိန်မှာပဲဘလူးဘုံနဲ့ကောင်ကြီးကသူ့ရဲ့ခါကြတဲ့ကနေလက်ကင်ခေါလောင်းလေးတစ်လုံးထုတ်လိုက်တာဗျသူခေါလောင်းတီးလိုက်တဲ့အတန်ကျွန်တော်တို့နားတွေမြင်မြန်ပိတ်လိုက်ရတယ်ဗျအဲဒီကောင်ကြီးကခေါလောင်းကိုအာတန်တန်နဲ့မြင်မြန်တီးနေလိုက်တာဗျနားတွေဆိုတာဥထွက်သွားပြီးတော့ခေါလောင်းတန်ဆိုတာနားထဲမှာပဲ့တင်ရိုက်နေတဲ့အတိုင်းပဲသူတို့ကကျွန်တော်တို့နားပိတ်ထားတဲ့အချိန်မှာအခိုးလုံးပုံစံနဲ့ပြောင်းပြီးတော့ညောင်မိုးစိတ်နားကနေပျောက်သွားကြတာဗျကျွန်တော်တို့လည်းနားတွေဖွင့်လိုက်တယ်ပြီးတော့နှစ်ယောက်သားညောင်မိုးစိတ်ပင်ရဲ့ပပလက်တဝိုက်ကိုဟူဟူဒီဒီလိုက်ရှာကြတယ်ဗျဘာမှတော့မတွေ့ရတော့ပါသူတို့နေကြတာဒီနီနာတဝိုက်မှာပဲဖြစ်လိမ့်မယ်မောင်ထွန်းက อืมဟုတ်ရင်လည်းဟုတ်မှာပေါ့ဗျာအဲ့လိုနဲ့ကျွန်တော်တို့ပြန်ခဲ့ကြပါတယ်ကိုကြီးမောင်မောင်စီကိုရောက်တော့ဖြစ်သမျှအကြောင်းစုံကိုမောင်ထုံးကရှင်းပြလိုက်ပါတယ်ကိုကြီးမောင်မောင်ကလည်းမောင်ထုံးပြောသမျှကိုနားထောင်ပြီးတော့တန်တော်ဖြစ်နေခဲ့ပါတယ်ကဲကိုကြီးမောင်မောင်အချိန်ဆွဲလို့တော့တိတ်ကောင်းမဲ့ကိစ္စတော့မဟုတ်ပေဘူးဗျာအန်ရဲကြီးကြီးမားမားဖြစ်မလာခင်ကျွန်တော်တို့အဘစီကိုသွားစို့ဗျာဟေးမောင်ထုံးဟာဒါပေမဲ့ဒီချိန်ဘစရာရှိနေပါဦးမလားကွာဟာရှိတာဗောကိုကြီးမောင်ဒီချိန်ဆိုရင်အဘတရားမှတ်လို့ကောင်းတော့ဦးဗျာကျွန်တော်တို့လည်းလဲကလေးနဲ့ညာရင်းချင်းအဘစီကိုထွက်လာခဲ့ကြပါတယ် အဘစီကိုရောက်တော့အဘကဖះကန်းရှိမှအာနာပါနကမ္မထမ်းရှုနေပြီးတော့သူ့ဘေးနားမှာတော့ဖွားလေးခင်ညွန်ကရက်တောင်လေးတစ်ချောင်းနဲ့ရက်ခတ်ပေးနေရဗျာကျွန်တော်တို့တွေကလည်းအိမ်မော်ကိုရောက်တော့ဖွားလေးကိုအကျိုးအကြောင်းအကုန်လုံးရှင်းပြလိုက်ပါတယ်ဒီတော့ဖွားလေးကခေါင်းတဆက်ဆက်ငိမ့်လိုက်ပြီးတော့ကိစ္စတစ်ခုကတော့ဆူဆူဝဝတွေဖြစ်မလာခင်ဖြစ်စကလေးကကင်တွယ်ဖြေရှင်းလိုက်တာကောင်းတယ်ကွယ်အဘကလည်းဒီလိုအကြောင်းအရာတွေကိုတိတ်နားလေလာတာတော့မဟုတ်ပါဘူးကွယ်မင်းတို့ဘာသာတက်သည့်နားလေတာပါကွယ် ကဲကဲဒီကနေ့ဘွားလဲရွာလေးရွာလက်တယ်လာပင်းလို့လိုက်တော့ရတာနဲ့တော်တော်လေးကိုပင်မနေပြီကွယ်အဘွားသွားအိတ်လိုက်အောင်မယ်ကွယ်နော်မင်းတို့ဘလည်းခဏလောက်နေရင်တော့တရားဖြုတ်တော့မယ်ကွယ်ခဏလောက်စောင့်ကြည့်ကြအောင်ကွယ်နော်ဟုတ်ကဲ့ပါဘွားလေးရဲ့ဘွားလေးခင်ညုံကခါလေးကုန်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 းနဲ့တောင်ဝင်ကလေးထောက်လို့အိမ်ငန်းထဲကိုဝင်သွားခဲ့ပါတယ်ခဏလောက်နေတော့အဘကတရားဖြုတ်ပါတယ်ဖះကိုဥသုံးညင်ချလိုက်ပြီးတော့အဘစိတ်ပရီးကိုလက်ကတော့ထိုးထားလိုက်ပါတယ်တကယ်တော့မသိနားမလဲခြင်းနေကြောင်းသာကိစ္စတွေကရှေလျားထွေပြားနေကြတာပါကွယ် မင်းတို့ဖြစ်ပျက်နေရတဲ့အကုံလုံးရွာတော်ရှင်ကအဘအကိုပြောပြပြီးပါပြီ။ဒါဆိုအဘကအကုံလုံးကိုတီးပြီးသွားပြီပေါ့။ကျွန်တော်လည်းထူးထူးဆန်းဆန်းဖြစ်မနေတော့ပါဘူး။ခါတိုင်းနေလည်းအဘကဒီလိုမျိုးတီးနေကြဗျာ။ဟုတ်တယ်မောင်မောင်။အဘတီးပြီးသွားပါပြီကွယ်။တကယ်တော့မင်းကတိုက်ကလာတဲ့သူတယောက်ဆိုတာမင်းတီးမှမတီးပဲကွယ်။ကျွန်တော်ကတိုက်ကလာတယ်။ဟုတ်တယ်ကွယ်။စူဒဝရဆိုတဲ့တိုက်ငယ်တစ်ခုပါကွယ်။ မင်းတရီမထားမိလို့နေမှာပါမင်းသက်73နှစ်ကနေ23နှစ်အတွဲမှာဒီတိုက်ကပုံကိုတစုံတယောက်ကမင်းကိုအတန်နဲ့ဖြစ်စေကိုရောင်ပြပြီးတော့ဖြစ်ဖြစ်မင်းတိုက်ကလာတဲ့သူဆိုတော့အိမ်မက်ပေးပြီးအတီးပေးပါတယ်ကွယ်တေချာတွေးလိုက်လို့ရှိရင်မင်းပြန်မတ်မိမှာပါအဘပြောတော့ကိုကြီးမောင်မောင်ကမျက်မှောင်ကြီးကျုံလိုက်ပါတယ်ပြီးတော့မျက်နာကလက်ခနဲဖြစ်သွားပြီးတော့အာကျွန်တော်မတ်မိပြီအဘရဲ့ကျွန်တော်အသက်20လောက်ကထင်နေဗျာကျွန်တော်အိမ်မက်ထဲမှာရုပ်ချောချောမင်းကလေးတယောက်ကကျွန်တော်ကိုလက်ရရေလဲ့နေရဗျာ ပြီးတော့ကျွန်တော်ပြုံးပြပြီးတော့ပျောက်သွားတာနောက်တစ်ခါကတော့ရှီလာလောက်ကမှအပါရဲ့အရင်တစ်ခါတွေ့ခဲ့ဘူးတဲ့မိမပဲထင်တယ်အိမ်မက်ထဲမှာကျွန်တော်ကိုလက်သီးဆုပ်ပြီးတော့ကြည်နေတာဗျာမျက်လုံးနေရလဲနီရဲနေရပဲကျွန်တော်ကလည်းအဲ့ဒါကိုသူတို့အတိပေးနေမှန်းသိတာမဟုတ်ဘူးလေဗျာတွေးလေခြောက်ချားပြီးတော့ခရောင်ကရမ်းမှတ်တာပဲထင်နေတာဗျာမဟုတ်ဘူးကွယ်သူတို့တွေကမင်းတိုက်ဆက်မှန်းသိလို့အတိလာပေးတာပါပထမတစ်ခါမင်းကိုအတိပေးတော့မင်းကိုတိုက်ဆက်မှန်းသိစေချင်လို့ဟေးဒုတိယအခေါက်ကတော့သူတို့ကမင်းကိုဒေါသထွက်နေလို့ပဲကွယ်ဗျာ ကျွန်တော်ဒေါသထွက်လို့ဟုတ်လားဟုတ်တယ်မောင်မောင်ရဲ့ဒီတမိုးကိုရင်မင်းကဘလူးကုန်းရွာကွန်းတော်ကိုင်မေလာနဲ့ထိမ့်မြတော့မယ်မို့လားဒါ ው လဲဘာအသိနေပေါ့တိဆိုမင်းဘတွေနိဗ္ဗာန်စော်ကြီးဟာဒီကိုလာပြီးတော့လမ်းကြုံလို့အဘကိုပြောထားတာဟုတ်ကွယ်ဟေးအဘစကားဆက်ရအောင်မယ်ကွယ်မင်းကသူတို့အသိမပေးဘဲနဲ့မကြခင်ဒီလိုစီစဉ်တော့မယ်ဆိုတော့သူတို့ကမင်းကိုမကျင်တတ်ကြဘူးကွယ်တိုက်မှာရှိတော့ကမင်းကတိုင်နှန်းရှင်ရဲ့တူဦးဒီတော့မောင်လေး အထွေးဆုံးမောင်လေးကွယ်တိုက်ဆက်တိုက်နယ်တွေဆိုတာကလည်းသူတို့ရဲ့အိမ်အောင်ပြုတဲ့ကိစ္စတွေကိုတက်ဆိုင်ရာတိုက်ချုပ်တိုင်နှန်းရှင်တွေရဲ့ခွင့်ပြုချက်နဲ့လှုပ်ဆောင်ကြတာအကောင်းဆုံးပဲကွယ်အကြီးကဲတွေရဲ့ခွင့်ပြုချက်မရပဲအိမ်အောင်မပြုသင့်ပေဘူးမသင့်လည်းမသင့်တော်လာဘူးကွယ်မင်းကလည်းတိုက်ကဆိုတာကိုမသိလို့သူတို့လည်းခွင့်တောင်းတာရေမလုပ်ခဲ့ဘူးအဆိုးဆုံးကမင်းကဖះတရားကိုတိတ်မလိုက်စားဘူးကွယ်တခါတလေအရက်ကလေးကလည်းတောက်တက်တာငါဖန်းနာရေလည်းလှုပ်တတ်တယ်ဆိုတော့သူတို့ကမင်းကိုပို့လို့စိတ်ဆိုးတာပေါ့ကွယ်အဲဒါကြောင့်မင်းအခုလိုလိပ်ပြငယ်နေတဲ့ ့အချိန်မှာတိုင်နန်းရှင်ရဲ့အဘတော်မင်းရဲ့ဆွေမျိုးတိုက်ဆောင်ဘလူးကြီးနဲ့တကားဆောင်တရဲနှစ်ကောင်ဟာမင်းကိုပရိယေတွေတုံးပြီးတော့တိုက်ကိုပြန်ခေါ်ဖို့ကြိုးစားနေရပဲမောင်မောင်ရဲ့မင်းကဆရာကောင်းတမကောင်းရဲ့အဆောင်လက်ဖွဲ့ရထားတော့ သူတို့မင်းကိုခေါ်ဖို့အခက်ကြုံနေရတာကွယ်ကျွန်တော်တို့ကလည်းအခုမှဇက်ရည်လဲသွားကြရပါတယ်အေးနောက်ဆိုတိုင်နန်းရှင်ကိုတိုင်ကမင်းကိုလာခေါ်လိုက်မယ်ကွယ်အာလှုပ်လှုပ်ပါအောင်ပါရဲ့ကျွန်တော်ကဲပါအောင်ဗျာကျွန်တော်မေလာနဲ့ဘလို့မှမကွဲနိုင်ဘူးပါရဲ့စိတ်မပူပါနဲ့ကွယ်တိုင်နန်းရှင်မြကြံွယ်စီကိုအဘစာရေးပြီးတော့အကြောင်းကြားခိုင်းလိုက်ပါမယ်မင်းဘက်ကတော့အဘကိုခိုင်းမာတဲ့ဂရီတစ်ခု ပေးရလိမ့်မယ်ကွယ်ပေးပေးပါရဲ့ပါရဲ့ကျွန်တော်ပေးပါရဲ့ဗျာအဘဟာကျွန်တော်ရဲ့ကက်တင်ရှင်ပါဗျာအဘဖြစ်စေခြင်းနဲ့ပေးရအောင်မစို့ကျွန်တော်ဖြစ်စီပေးဖို့အသင့် ှာပဲဗျာတခြားတော့မဟုတ်ပါဘူးကွယ်မင်းဖះတရားကိုမြမြလိုက်စားဖို့ပါအလူအတန်းကိုမြမြပြုတ်ဖို့သူများအသက်သက်တာတည်ရတည်ရတောက်စားတာတွေကိုလုံးဝမလုပ်ဖို့တော့အဘဒီဂရီကိုမင်းစီကနေတောင်းကျင်တာပါကွယ်ပေးပါတယ်ဗျရကျွန်တော်ပေးပါတယ်ဗျာကျွန်တော်ဘဝသက်ဆုံးထိတိုင်ဒီဂရီကိုတည်စီရပါမယ်ဗျရအေးကွယ်အေးကွယ်အေးကွယ်အဘဝမ်းသာတယ်ကွယ်အဘကလည်းမျက်နှာလေးပြုံ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 နဲ့ဆေးတွေထည့်ထားတဲ့မှန်ဘီယိုရဲ့အောက်ကအန်ဇွဲလေးတစ်ခုကိုဖြွင့်လိုက်ပါတယ်ပြီးတော့ရှီယောင်းပရာဘိုက်တစ်ချက်ကိုထုတ်လိုက်ပြီးတော့စာရေးနေတယ်ဗျာကျွန်တော်တို့ကလည်း ဲ့ဒီ provide နဲ့ဘာလုပ်မယ်ဆိုတာကိုတွေးပြီးတော့ကြည့်နေကြပါတယ်ကွန်းတရညက်လောက်ကြာတော့အဘစာရေးလို့ပြီးသွားတယ်ဗျကေတာဒီနဲ့မောင်ထုံးမင်းတို့တွေကိုကြီးမောင်မောင်ကိုကူညီတဲ့အနေနဲ့ဒီ provide ကိုတိုင်နှန်းရှင်မြကြနွယ်စီကိုမင်းတို့ပို့ပေးရမယ်ကွယ်ဘာမှစိုးရင်စရာမရှိပါဘူးကွယ်အဘတာဝန်ယူပါလေကွယ်ဟာရပါတယ်ဘာရဲ့ကျွန်တော်တို့လုံနိုင်ပါတယ်ဗျကေကေတာဆိုမင်းတို့နှစ်ယောက်ဖျားကန်းရှိမှရှင်ပြီးတော့အိတ်လိုက်ကြကွယ်ကျွန်တော်တို့နှစ်ယောက်ကလည်းအဘပြောသလိုဖျားကန်းရှိမှရှင်ပြီးတော့အိတ်လိုက်ကြပါတယ်ပရာဘိုက်ကတော့မောင်ထုံးစီမှာဗျအထဲမှာရေးထားတဲ့စာတွေကလည်း လည်းဘာဘာသာနဲ့ရေးထားတဲ့စာတွေမှန်းတော့ကျွန်တော်တို့လည်းမသိရပါဘူး provide တစ်ခုလုံးကတော့စာတွေအပြည့်နဲ့ဗျာကဲမင်းတို့မျက်လုံးတွေကိုပိတ်လိုက်ကြကွယ်အာယုံတွေကိုနှာသီးပြားမှာတတ်တတ်မှတ်တဲ့စုချေခြေပြားခြေထိတ်ကစားလို့မင်းတို့ရဲ့ဥကောင်းနေသည့်အကြောတွေကိုတဖြည်းဖြည်းချင်းလျှော့ပေးပြီးရင်ကိုယ်စိတ်ကိုကြည်ကြည်လင်လင်ထားပြီးတော့ဥကောင်းကိုဘယ်ဘက်နာခတ်ဆောင်ဆောင်ထားလိုက်ပြီးတော့ကွယ်ကျွန်တော်တို့ကလည်းအဘပြောတဲ့အတိုင်းတသွေးမတိန်လိုက်လို့ပါတယ်စိတ်ထဲမှာတော့လွတ်ကိုလှုပ်ရှားနေပါတယ်ကျွန်တော်တို့တွေဘာတွေဆက်ဖြစ်ပြီးတော့ဘာတွေမြင်ကြရမလဲဆိုတာဘောအဘက ျွန်တော်တို့တပတ်လဲပြီးတော့ဂါရာအရှိကြီးတပုတ်ကိုမမ်းမုံနေတာဗျာတဖြည်းဖြည်းနဲ့အဘရဲ့ရွတ်ဖတ်မမ်းမုံတန်နေတိမ်ဝင်သွားပြီးတဲ့နောက်ဆုံးလုံးဝကိုမကြရတော့ဘူးဗျာအဲဒီချိန်မှာပဲကျွန်တော်တို့မျက်နာပေါ်ပေါ်ပါတဲ့အရာတခုကအုံမိုးလိုက်တာဗျာကျွန်တော်တို့စိတ်တွေလည်းဝေဝါးသွားတယ်ကျွန်တော်တို့မြေပေါ်မှာယက်နေကြလားလေပေါ်မှာလွင့်နေကြလားဆိုတော့တတဲကိုကမသိတော့ဘူးဗျာခဏလောက်လည်းနေရောကျွန်တော်တို့အာယုံထဲမှာမြူလိုလိုတိမ်လိုလိုအဖြူငွေတွေပေါ်လာတာဗျာကျွန်တော်တို့လည်းအားဆိုင်ကြည့်လို့နွားနှုတ်နှစ်ခါညက်လောက်ကြာမှာအဖြူငွေတွေလွင့်စင်သွားပြီးတော့မြင်ငွင်းတွေကပြက်ပြက်ထင်ထင်ပေါ်လာတာဗျာကျွန်တော် တို့ရောက်နေတဲ့တဖက်တစ်ချက်မှာတစ်ပင်ပန်းပင်နဲ့ညို့နေအောင်ပေါက်နေတဲ့စမ်းကြောင်းလေးတစ်ခုရဲ့ကမ်းမပေါ်မှာဗျာအတိအကျပြောရလို့ရှင်တော့တစ်ပင်ကြီးတစ်ပင်ရဲ့အကွယ်မှာပဲဗျာကျွန်တော်လည်းဒီကွယ်ကနေအပြင်ကိုထွက်မယ်လို့မောင်တွန်းကကျွန်တော်လက်ကိုလမ်းပြီးတော့ဆွဲထားတာဗျာဂူဒီဟိုမှာတွေ့လားမောင်တွန်းကခလန်းလန်းကစိမ့်နေတဲ့ကမ်းမလေးပေါ်ကိုလက်ညှိုးထိုးပြပါတယ် ကျွန်တော်ကလည်းသူပြတဲ့နေရာကိုကြည့်ကြည့်လိုက်တော့ပန်းမျိုးစုံနဲ့ဆင်ထားတဲ့လွဲတန်းလေးပေါ်ကအချိုးအစားပြပြလာတဲ့ရုပ်ချောချောမိန်းကလေးတစ်ယောက်နဲ့ဒန်းလွဲပေးနေတဲ့မိန်းမနှစ်ယောက်ကိုတွေ့ရတယ်ဗျ။ဒန်းပေါ်ကမိန်းမကဝင်းဝါတဲ့ရွှေရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီးတော့ဒန်းလွဲပေးနေတဲ့မိန်းကလေးတွေကအထက်အောက်အစင်းကြီးရောင်ဝတ်စုံကိုဝတ်ဆင်ထားကြတာ။မလန်းမကန်စမ်းချောင်းဆက်မှာရေကစားနေကြတဲ့မိန်းမငယ်၃ယောက်ကိုလည်းတွေ့ရတယ်ဗျ။မောင်တော်ဒန်းပေါ်ကမိန်းကလေးကအဘပြောတဲ့တိုက်နှန်းရှင်မြကြံွယ်ဆိုတာဖြစ်မယ်ကွာ။ဘေးရသူတွေကတော့သူ့ရဲ့ရန်ရွယ်တော်တွေဖြစ်လိမ့်မယ်။တိတ်ဟုတ်တာပေါ့ဗျာ။အဲ့ဒါတိုက်နှန်းရှင်မြကြံွယ်ဆိုတာပေါ့။သူတို့ ို့လိုတိုင်တန်းရှင်နေရာပဲထူးကဲတဲ့အဆင်းနဲ့ယူပါရုံရှိကြတာဗျာကဲကိုဒီ တို့တိုက်တယ်ပြန်ဝင်ကျွန်တော်တို့လိုက်သွားကြဆိုဗျာပရဘိုက်သွားပေးရအောင်အခုချိန်ငါတို့သွားပေးရင်ရောကွာမရဘူးလားဟာဘယ်ဖြစ်မှာတော့မြတ်တို့ပျော်ပါနေတဲ့ချိန်ကျွန်တော်တို့ကတို့ကိုလာနောက်ရှက်ပါရဲဆိုပြီးတော့အမျက်ထွက်သွားလို့ရှင်နေထိုင်နေပြစ်ထန်ပေးခံနေရအောင်မယ်ဗျာကျွန်တော်တို့လည်းတို့ကိုစောင့်နေတဲ့ချိန်မှာပတ်ဝန်းကျင်ကဟိုဒီဒီကိုလိုက်ကြည့်နေမိပါတယ်ကမ်းမရဲ့အနောက်ဘက်တောင်ကမူကြီးတစ်ခုဘေးမှာတော့တစ်ပင်တွေနဲ့နွယ်ပန်းတွေပုံလွှမ်းနေတဲ့ကြောက်ကူအကြီးတစ်ခုကိုကျွန်တော်တွေ့ရပါတယ်ကြောက်တကားရဲ့ဘယ်နဲ့ညာမှာအသွားထက်တဲ့လန့်ချွန်တွေကိုကင်ထားပြီးတော့ကုန်းကုန်းကွက်ကွက်ကိုစီရက်နေကြတယ်မျက်နှာချွန်ချွန်တိုက်ဆောင်တဲ့ရဲ့နှက်က ောင်းများဒီကူကြီးကသူတို့ရဲ့နေထိုင်ကြက်စားတဲ့တိုင်နှန်းကြီးပဲထင်ပါတယ်တိုင်နှန်းရှင်မြတ်ကြံွယ်ကသူတို့ပျော်ပါလို့ပြီးတော့ခြုံတဲ့ဘွားကိုလေးပေါ်မှာဝေ့လိုက်ပြီးတော့ဒန်းအောက်ကိုဆင်းလိုက်တာဗျသူလည်းဒန်းအောက်ကိုဆင်းတော့ဘေးရရန်ယူတော်နေရောက်ကအနောက်ခတ်ခေါ်ကွာကိုရှဲပေးလိုက်ကြတယ်ရေကစားနေတဲ့မိမငယ်တွေကလည်းစမ်းချောင်းဆက်ကနေကမ်းမပေါ်တက်လာကြတာဗျကဲပြုံငယ်လေးတွေငါသခင်မအဆောင်တော်ဝင်းညင်ပြီကွယ်တင်တို့လည်းရှင်မျိုးနှစ်သက်ကြပြီးတော့ဝမ်းမြောက်ကြလိမ့်မယ်လို့ငါသခင်မထင်ပါတယ်အခုတော့တိုက်တော်တွေကိုမြန်းကြဆိုရဲကွယ်အမိန်တော်တိုင်မှာသခင်မလေးဗျာတိုင်နှန်းရှင်မြတ်ကြံွယ်ကတိုက်ထဲကိုပြောင်းဝင်မှုအတွက်ကြံ ယောက်သားလေကတဲ့တွေတိုင်းအိန္ဒိယရှိရှိနဲ့တဆင်ချင်းတဆင်ချင်းလမ်းတက်သွားတာဗျသူရဲ့နောက်ကနေလည်းရန်ယူပေါ်မိမတွေကစီတန်းပြီးတော့လိုက်သွားကြတာဗျကဲကျွန်တော်တို့လိုက်သွားကြမယ်ဗျမောင်ထုံးကပရိုဗိုက်ကိုကင်ပြီးတော့ရှေ့ဆုံးကနေသွားပါတယ် ျွန်တော်ကလည်းသူ့ရဲ့နောက်ကနေခက်မြန်မြန်လိုက်ရတာပေါ့ဗျာ။ဘာလူလူနဲ့သူတို့သွားလိုက်ကြတာလေကားတစ်တွေရဲ့တဝက်လောက်ကိုရောက်သွားပြီဗျာ။ကျွန်တော်တို့ကလည်းသူတို့နဲ့ခက်ခွာခွာလောက်ကနေလိုက်သွားရတယ်။တခါတလေတစ်ပင်နေနဲ့꽌လိုက်။တခါတလေကြခြေတန်လုံလုံနဲ့အနောက်ကဆက်လိုက်လိုက်။စိတ်မလုံရင်မြေပေါ်ကိုဝှက်ချလိုက်နဲ့။အဲလိုနဲ့ပဲသူတို့တွေရှောက်သွားတာလေကားတစ်တွေစုံလို့ကြောက်ကူကြီးရဲ့တကားနာကိုပင်ရောက်သွားခဲ့ပါပြီ။တကားဆောင်တဲရဲ့နှကောင်ကတိုင်တန်းရှင်လာတာကိုတွေ့တော့ခါးကိုကွေးလို့အယူသေးပြုပြီးတော့ကြောက်တကားကြီးကိုဂါထာတွေဆုပ်လို့လက်ဘွားနဲ့ဝေ့လိုက်ပါတယ်။ခဏလောက်ကြာတော့ဒကြင်းကြီးအတန်ကြီးတွေနဲ့ကျေလောင်စွာ ထွက်ပေါ်လာပြီးတော့ကြောက်တကားကြီးကတရွေ့ရွေ့နဲ့ပွင့်သွားခဲ့ပါတယ်။သူတို့တွေကတကားပွင့်သွားတယ်ဆိုတာနဲ့တိုက်တဲကိုဝင်သွားခဲ့ကြပါတယ်။ ျွန်တော်တို့လည်းသူတို့နောက်ကိုလိုက်သွားဖို့လုပ်ပါတယ်အဲဒီချိန်မှာပဲဂျင်းဆိုတဲ့အတန်အိနဲ့တူတိုက်တကားကြီးကပိတ်သွားခဲ့ပါပြီဟမ်တိုက်တကားကြီးကပိတ်သွားပြီဗျာကျွန်တော်တို့လည်းတော်တော်ကိုအကြံအိုက်သွားခဲ့ပါတယ်ဒါဒီနဲ့မောင်တော်ဝင်သွားကြေကွယ်မင်းတို့မှာဘာစီတာမှမရှိဘူးတကားဆောင်တရေတွေကလည်းမင်းတို့မမြင်နိုင်ပါဘူးကွယ်ဟာကျွန်တော်တို့နားထဲမှာအဘရဲ့စကားတန်တွေပီပီတက်တာကြားနေရတာပဲဗျာဒါဆိုအဘကကျွန်တော်တို့အခက်အခဲကြုံနေရသီလို့မှားကြတာပဲနေမယ်ဗျာကျွန်တော်တို့လည်းအဘပြောတဲ့အတိုင်းကြောက်တကားကိုဖျက်ပြီးတော့သွားကြည့်ပါတယ်ဟုတ်တယ်ဗျာတကူလုံးကဘာတားစီမှမရှိဘူးမိကိုငွေတွေလိုမျိုးက ိုပော့ပါနေတာတကားဆောင်တရေတွေကလည်းကျွန်တော်တို့မမြင်ကြဘူးဗျာတိုက်ရဲအဝင်လန်လိုင်ကောင်းတွေကိုဖြတ်ပြီးတော့ကျွန်တော်တို့ဝင်ခဲ့ကြတယ်လမ်းတွေကရှင်းပြီးတော့တန့်နေတာပဲဗျာနိုင်ရံမှာတော့အလင်းပေးတဲ့မီးတိုင်တွေကိုဆယ်ပေလောက်စီချပြီးတော့စီထွန်းထားတယ်ကျွန်တော်တို့လျှောက်လာတာတိုက်ရဲအပေါ်ဘက်ကိုသွားတယ်တဆစ်ချိုးကြောက်လေကောင်ရောက်နေတာဗျာမောင်ငယ်လေးတွေရောက်နေကြပြီလားကွယ်ဟမ် ကျောက်လီကရဲ့အကွယ်ကနေတိုင်နှန်းရှင်ကပြောလိုက်တာဗျာကျွန်တော်တို့တွေလည်းပြန်ပြေမယ်လို့မှာတော့မောင်ငယ်လေးတွေရောက်ကြပြီလားကွယ်သူကလေကားငါးတက်လောက်ကိုလစ်ခနဲဆိုပြီးဆင်းလာလိုက်ပြီးတော့ဘလူးပုံပြောင်းသွားခဲ့ပါတယ်ကျွန်တော်လည်းလန့်ပြီးတော့နောက်ကိုတလန်းအောင်ဆုတ်လိုက်မိပါတယ်မကြောက်နဲ့ကိုတီဒါကျွန်တော်တို့လေစားနေရပဲဗျာလာကျွန်တော်တို့တက်ကြမယ်ကျွန်တော်လည်းကြောက်ကြောက်နဲ့မောင်ထွန်းသားကနေလိုက်သွားခဲ့ရပါတယ်လေကတိဆယ်တက်လောက်ကိုရောက်တော့ဘလူးကြီးကကျွန်တော်တို့ကိုစူးစိုက်ကြည့်ပြီးတော့အပေါ်ငါးတက်လောက်ကိုလစ်ခနဲပြေးတက်သွားတာဗျာအပေါ်တက်ရောက်ဖို့အထက်20လောက်ပဲလိုပါတော့တယ်မောင်ငယ်လေးတွေရောက်ကြပြီလားကွယ် ီတစ်ခါတော့တကားဆောင်တရေပုံစံဖြစ်သွားခဲ့ပြန်ပါပြီကျွန်တော်ကလည်းကျွန်တော်တို့လေစားနေမှသိရပြီမို့မကြောက်တော့ပဲနဲ့လေကားအတိုင်းဆက်တက်ခဲ့ပါတယ်ဒီတော့တရေပုံကောင်ကဘလူးပုံစံပြန်ပြောင်းလိုက်ပြီးတော့ကိုပြောက်သွားတယ်ဗျကျွန်တော်တို့တွေကလည်းလေကားအတိုင်းတက်လာခဲ့ကြပြီးတော့အဆုံးမှာတော့တကားပေါက်မရှိတဲ့ခမ်းမကျဲကြီးတခုတွေ့လိုက်ရပါတယ်လာကွက်မောင်ငယ်လေးတို့ရဲ့ တလုံးမော်လဲလျောက်နေတဲ့တိုင်နှန်းရှင်မြကြံွယ်ကကျွန်တော်တို့ကိုခေါ်နေတာဗျသူခေါ်တာကတော့တူတူလေးရဲ့ပါဒါပေမဲ့လည်းပဲ့တင်ထက်နေတဲ့လိုင်နန်တွေကအကျယ်ကြီးဖြစ်သွားခဲ့ပါတယ်သူ့ဘေးမှာအယိုးရှိရက်တော်ကြီးကိုကင်ပြီးတော့သူ့ကိုရက်ကပ်ပေးနေတဲ့ရန်ရွေပေါ်နှစ်ယောက်နဲ့သူ့ရှိတဲ့တဲ့မှာအလုံးပိတ်ထားတဲ့ဂူကြီးရှိမှတရောကိုလွယ်လို့ကျွန်တော်တို့ကိုမကျင်မနက်တဲ့ပုံစံနဲ့ဘူးဆက်ဆက်ကြည့်နေတဲ့တိုက်ဆောင်ဘလူးကြီးဗျကျွန်တော်တို့လည်းတိုင်နှန်းရှင်ရဲ့တလုံးရှိကိုတွားလိုက်ပြီးတော့သူ့ရှိမှတရိုတသိနဲ့ထိုင်လိုက်ပါတယ်ခုနကမောင်ငယ်တို့ကိုလဲစားတယ်ဆိုတာမောင်ငယ်တို့ရဲ့ရဲရင်မှုနဲ့တသက်သိရှိမှု အမတို့ကသိ ခြင်းလို့ဘာကြီးတော့စေခိုင်းလိုက်တာပါကွယ်။မောင်ငယ်လေးတို့ရောက်နေတာကိုအမတော်လွဲတန်းစီးနေကြတဲ့အသိပါတယ်ကွယ်။မှန်မအမတော် မောင်ငယ်တို့ရဲ့လာရင်ကိစ္စကိုအမတော်ရှောက်တင်စမ်းကွယ်မှန်ပါလာရင်ကိစ္စကတော့ဟော်ရီပရာဘိုက်ကို ကျွန်ုပ်တို့ရဲ့အဘစီယာကျွန်ုပ်တို့အမတော်တန်ဆက်တာခိုင်းလိုက်တာပါခေါင်းမီကွယ်ဆက်တာချေမောင်ငယ်မောင်ထုံးကပရာဘိုက်ကိုတိုင်နှင်းရှင်စီကိုလက်နှစ်ဖက်နဲ့ရိုးရိုးတက်တက်ဆက်တာလိုက်ပါတယ်တိုင်နှင်းရှင်ကပရာဘိုက်ကိုရတော့အပြင်းပြန်လန်လန်ဖတ်ပါတယ်ပြီးတော့တက်တက်ကလေးပြုံးလိုက်ပြီးတော့မောင်ထွေးလေးနဲ့ပတ်သက်တဲ့စာပဲကွယ်ဒါနဲ့မောင်ငယ်ဒီစာကိုရေးတဲ့မောင်ငယ်တို့ရဲ့အဘစီယာနာမည်ကိုအမတော်သိခွင့်ရှိမလားကွယ်ရပါတယ်အမတော်ရဲ့မောင်ငယ်ပြောပြနိုင်ပါတယ်အဘစီယာနာမည် မယ်ကဥထုံမြင်မှာလောကီပညာရဲ့အများစုကိုအဘအတက်မြောက်ကျွမ်းကျင်ပါတဲ့အမတော်တော်ပါပေတယ်ကွယ်အမတော်လည်းဒီစာကိုဒီလိုကျင်ကျင်လည်လည်နဲ့သူတစ်ပါးစိတ်လင်ကိုလုံးလုံးကျင်နဲ့သွားစေတဲ့အထိရေးနိုင်တဲ့သူဟာတမန်အညတရအယီချင်းရှိတဲ့ဆရာတယောက်မဟုတ်ဘူးဆိုတာကိုအမတော်ရိပ်ရှားမိပါတယ်ကွယ်မောင်ထွေးလေးကိုလည်းအမတော်ကခွင့်လဲခွင့်လွတ်တယ် ခွင်လဲခွင့်ပြုပါတယ်လို့မောင်ငယ်တို့ကနေတဆင်ပြောပေးပါနော်။နောက်ပြီးတော့ဒီဆောင်လေးကိုလည်းကိုနဲ့မကွာတသက်လုံးဆောင်ထားပေးပါ။မောင်ထွေးအသက်အန္တရာယ်နဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့အခါကျရင်ဒီဆောင်လေးကမောင်ထွေးကိုကာကွယ်ဆောင်ရှောက်ပေးပါလိမ့်မယ်လို့မောင်ထွေးလေးကိုပြောပေးပါကွယ်နော်။အဲဒီလိုမျိုးအမတို့မြကြံရွယ်ကမှားလိုက်တယ်လို့နော်။စိတ်ချပါအမတို့ မောင်ငယ်တို့တည်တည်ချာချာဂယုတဆိုင်နဲ့ပြန်ပြောပြပေးလိုက်ပါမယ်။ကြောက်တက်တာလေးတဲကထုတ်ပြီးတိုင်နှန်းရှင်ပေးတဲ့အဆောင်လေးကရွှေရောင်ငကားပုံလော့ကက်သီးလေးပြ။အယောင်တဝင်းဝင်းနဲ့ပါ။တိုင်ဆောင်ဘလူးကြီးကကျွန်တော်တို့ကိုတစ်ချက်ကြည့်ပြီးတော့ဒဂီဂီဒဂိကင်းနဲ့អော်လို့ကြောခိုင်းလိုက်ပါတယ်။အဘတော်ရဲ့ မောင်ငယ်လေးတွေကအကြောင်းအကျိုးကာကနာနာမသိရသေးလို့အဘတော်ရံပြုတ်မိသွားတယ်လို့ဖြစ်ခဲ့တာပါမောင်ငယ်လေးတွေကိုအဘတော်ကခွင့်လွှတ်ပေးလိုက်ပါကျွန်တော်လည်းဘလူးကြီးကကမုန်းနဲ့မော်တို့ကိုကြောက်လို့ဖြစ်ဖြစ်ခဲ့တာတွေကိုတွေးပြီးပြုံးမိပါတယ်တိုက်ဆောင်ဘလူးကြီးကတိုင်နှန်းရှင်မြကြံွယ်ပြောလိုက်တော့ခဏတစ်ချက်တော့မဲရှုံရှုံဖြစ်သွားတယ်ဗျပြီးတော့တဖြည်းဖြည်းနဲ့ကျွန်တော်တို့ကိုစိုက်ကြည့်ပြီးတော့မျက်နှာကြီးကပြုံးတုံတုံနဲ့ဖြစ်လာခဲ့ပါတယ်ကျွန်တော်နဲ့မောင်ထုံးကလည်းတိုက်ဆောင်ဘလူးကြီးကိုကျွန်တော်တို့ကိုခွင့်လွှတ်လိုက်လို့အတိုင်းမသိဝမ်းသာပါတယ်ဗျကဲကဲမောင်ငယ်လေးတွေမတူညီတဲ့ပုံပေါ်တစ်ခုမှာအချိန်ကြာကြီးနေလို့မကောင်းပေဘူးကွယ် စီလျော်မှုမရှိပေဘူးအဲဒါကြောင့်မလို့အခုပဲမောင်ငယ်တို့နေထိုင်တဲ့ဘုံဌာနကိုအမတော်ကလိုက်ပါပို့ဆောင်ပေးမယ်အာယုံဖရာတရားဘက်ကိုညွတ်ထားပေတော့ကွယ်မှန်မအမတော်ကျွန်တော်တို့ပြန်လို့ပြေးလိုက်ကြပြီးတော့ဖရာတရားကိုအာယုံပြုတ်လိုက်ကြပါတယ်တိုင်တန်းရှင်မြကြနယ်ကတလုံမော်ကဆင်းလိုက်ပြီးတော့ခြုံတဲ့ဘဝကိုဖြန့်လိုက်တယ်ဗျအဲဒီနောက်တော့မန်နန်အတူတပုတ်ကိုခတ်တိုးတိုးဆိုလို့ခြုံတဲ့ဘဝနဲ့ကျွန်တော်တို့နှစ်ကြိမ်လောက်ရစ်ပတ်လိုက်ပါတယ်သူရစ်ပတ်လို့ပြီးမှပဲကျွန်တော်တို့မြင်ကွင်းကနေတိုင်တန်းကတငွင်ငွေပြောင်းနေပြီဗျတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ပဲစူဒဝရတိုက်ငယ်တစ်ခုလုံးလုံးလုံးကိုမရှိတော့ပါဘူးကျွန်တော်တို့ခန္ဓာကိုယ်ပေါ်က ခြုံတယ်လည်းမရှိတော့တယ်လို့ကျွန်တော်တို့ကလည်းလေယာဉ်နယ်တွေကိုမြောက်တက်သွားကြပါတယ်ခန္ဓာကိုယ်ကလည်းဒဇုံတစ်ခုနဲ့ထိတွေ့ပူးကပ်တာတို့ခံစားလိုက်ရတာဗျကျွန်တော်တို့မျက်လုံးတွေကလည်းအလိုလိုပွင့်လာခဲ့ပါတယ်ဟော တာဒီတို့ပြန်လာပြီအဖကပြောပြီးတော့ကျွန်တော်တို့မျက်နာပေါ်ကဇာပေါ်ပါကိုဖယ်လိုက်တဲ့အချိန်မှာတော့ကျွန်တော်တို့လည်းထလိုက်ကြပါတယ်ပြီးတော့ဖြစ်ပြသမျှအကြောင်းစုံကိုအဖကိုပြောပြလိုက်ပါတယ်အဲဒီနောက်မှာတော့ကိုကြီးမောင်မောင်ကိုလည်းတိုင်တန်းရှင်ပေးလိုက်တဲ့အဆောင်လေးကိုပေးလိုက်ပြီးတော့သူမာတဲ့ဇကားတွေကိုအကုန်ပြောပြလိုက်ပါတယ်ကဲမောင်မောင်အဖတာဝန်တော့ကြည်ပြီးကွယ်မင်းဘက်ကဂရိတီဖို့ပဲကြံတော့တယ်ကွယ်အဖကပြောတော့ကိုကြီးမောင်မောင်ကဝန်သာအာရနဲ့အဖကိုဥချလိုက်ပြီးတော့ဂရိဇကားဆိုလိုက်ပါတယ်ပြီးတော့ကျွန်တော်တို့ကလည်းကျေးဇူးတင်ကြောင်းပြောပါတယ်ကျွန်တော်တို့ကလည်းအဖကိုဥချကြောလိုက်ကြပြီးတော့ကိုကြီးမောင်မောင်ရဲ့လက်ကလေးနဲ့ကိုစီအိမ်ပြန်ခဲ့ကြတဲ့ တယ်လို့ကိုကြီးမောင်မောင်ကလည်းညာရင်းချင်းပဲဆက်ကြီးရွာကိုလဲလေးနဲ့ပြန်သွားခဲ့ပါတယ်ဇလန်းလေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျဇလန်းလေးကိုစောနတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်